ဒီနေ့မနက်ပိုင်းရှင်ပြိုင်ကစားခဲ့တဲ့ဥရောပချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဒုတိယအကြော်ပွဲစဉ်မှာအာဆင်နယ်ကရီယယ်မက်ဒရစ်ကိုအဝေးကွဲမှာနှစ်ဂိုးတကိုးနဲ့အနိုင်ယူပြီးဆီမီဖိုင်နယ်တက်သွားခဲ့ပါတယ်။ပထမအကြုံအာဆင်နယ်အိမ်ကွင်းမှာအင်ရှင်ကန်နာရုကစပိန်ဘလူးဂျီရီယယ်ကို၃ဂိုးပြတ်နိုင်ယူခဲ့ပါတယ်။ဒါကြောင့်ရီယယ်ဟာအမ်ဘန်ပေဗီနီစီဘက်ရိုဒရီကိုအပါဝင်လူဆောင်ထုတ်ကအာဆင်နယ်ကိုအနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်တို့ကလည်းပထမအကြုံအနိုင်ရလဒ်ကိုထိန်းကစားရင်းတံမြန်တိုက်စစ်တွဲလုံးတွေကတစ်နဲ့ရီယဲကိုဒုက္ခပေးခဲ့ပါတယ်။ပထမပိုင်းမှာတော့အာဆင်နယ်တို့ပနယ်တီရပြီးတောင်ပန်းလူစကကန်သွင်းချက်ကိုရီယဲကိုသမားကော့ဒရိုက်ပုတ်ထုတ်ခဲ့လို့အာဆင်နယ်ဥဆောင်ဂိုးလွယ်ခဲ့ပါတယ်။ဒုတိယပိုင်း65မိနစ်မှာမယ်ရီနိုဖန်တီးမှုကိုစကားကနှလပပပိတ်သွင်းခဲ့ပြီးအာဆင်နယ်အတွက်ဥဆောင်ကိုရယူပေးခဲ့ပါတယ်။ ဥဆောင်ကိုပစ်လိုက်ရပြီး2မိနစ်အကြာမှာပဲအာဆင်နယ်နောက်ခံလူဆလီဗန်ဖော်ယုံမှုကတဆင့်ဗီနီစီရက်ကရီယဲအတွက်ခြေပါကိုသွင်းခဲ့ပါတယ်။ပွဲပြီးကန်ဒီ63မိနစ်မှာတမ်ပြန်တိုင်းစစ်ကတဆင့်မယ်ရီနိုချပေးတဲ့ဘောလုံးကိုတောင်းမန်သူမာတင်နယ်လီတကူတော့ဆွဲပြေးပြီးဂိုသမားဖေဘက်တောင်ကိုကန်သွင်းကအာဆင်နယ်အတွက်ဥဆောင်ကိုရယူခဲ့ပြန်ပါတယ်။ ရီယဲရုတ်ခြေပါကိုရဖို့တိုက်စစ်အစွမ်းကိုမြင့်ငယ်ပေမဲ့အာဆင်နယ်ကွင်းလည်နဲ့ခံစစ်ကိုမကျော်နိုင်ခဲ့တဲ့အတွက်ပွဲပြီးမှအာဆင်နယ်တို့နှစ်ဘိုးတကူနဲ့အနိုင်ရခဲ့ပါတယ်။ချန်ပီယံလိဂ်မှာအင်္ဂလိပ်ကလပ်တွေကိုအမြဲဒုက္ခပေးပြီးဖြုတ်ချလေးရှိတဲ့ချန်ပီယံလိဂ်15ချိန်ပိုင်ရှင်ရီယဲရုတ်ဟာဒီဒီချိန်မှာတော့အာတီတာရဲ့အာဆင်နယ်ကိုနှစ်ကြော့စလုံးအရှုံးပေးခဲ့ရပြီးပြိုင်ပွဲကနှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ တစ်ဖက်မှာတော့အင်တာနက်ပိုင်ရန်ပွဲစဉ်မှာတစ်ဖက်နှစ်ဖိုးစီတည်ကြခဲ့ပါတယ်အင်တာရုတ်ကပထမအကြော့ဘိုင်ယန်ကွင်းမှာနှစ်ခုတခုနဲ့အနိုင်ရခဲ့တာကြောင့်နှစ်ကြော့ပေါင်း၄ခု၃ခုနဲ့အင်တာအသင်းစီမီဖိုင်နယ်တက်ခဲ့ပါတယ်။စီမီဖိုင်နယ်မှာအာဆင်နယ်နဲ့ PSG အင်တာနက်ဘာစီလိုနာတို့ရှင်ပြိုင်သွားရမှာဖြစ်ပြီးပထမအကြော့ကိုဧပြီ29မှာရှင်ပြိုင်သွားမှာဖြစ်ကဒုတိယအကြော့ကိုမေလ6ရက်နေ့တွင်မှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။